တဲ့ကိုဝေးရင်ကြည်မပူမပင်ရသူတယောက်ဖြစ်လာ။ကုညီလမ်းပြပေးမယ်အချက်သုံးချက်။ချမ်းသာခြင်းအတိတ်ပဲဟာပါလေ။လာစာကောင်းတဲ့အလုပ်တစ်ခုရှိတာချမ်းသာခြင်းလား။တံမိုးကြီးပစ္စည်းတွေဝယ်နိုင်သုံးနိုင်တာချမ်းသာခြင်းလား။လာစာကောင်းတဲ့အလုပ်တစ်ခုရှိနေပေမယ့်တရက်တစ်စက္ကန့်လေးမှာအလုံမနာရတဲ့သူတွေအများကြီးရှိပါတယ်။အဲ့ဒီလိုလူတွေကိုတကယ်ချမ်းသာတယ်လို့မခေါ်နိုင်ဘူး။အမှန်တကယ်ချမ်းသာသူတွေဟာ financial freedom လို့ခေါ်တယ်။ငွေရေးကြေးနဲ့ပတ်သက်ပြီးမပူမပင်ရတော့ပဲ။တွမြောက်ပြီးကြသူတွေဖြစ်ပါတယ်။ချမ်းသာသူတွေဟာအလုပ်လုပ်သည်ဖြစ်စေအလုပ်မလုပ်သည်ဖြစ်စေ ေသူတို့ရဲ့ယဉ်နီးညှို့နှံမှုတွေကနေပုံမှန်ဝင်ငွေရရှိနေကြသူတွေပါချမ်းသာဖို့အတွက်အလုပ်စိုးစားရုံတစ်ခုနဲ့မလုံလောက်ပါငွေကြေးနဲ့ပတ်သက်တဲ့အသိပညာရှိဖို့လည်းလိုအပ်ပါတယ်သင်ငွေကြေးမပူမပင်ရသူတယောက်ဖြစ်လာဖို့ပထမဆုံးလုပ်ရမယ့်အချက်ကရလိုက်သုံးလိုက်ခုံသွားလိုက်ရသုံးကိုဘဝကနေရုံထွက်ရပါမယ်လူတော်တော်များများမှာဘဝရည်တည်ရွယ်အတွက်တင့်တင့်နဲ့လာစားနဲ့အလုပ်တစ်ခုတော့ရှိကြပါတယ်လူအများစုကယာရုနဲ့လာစားတွေထပ်တိုးလာဖို့အတွက်ပဲအလုပ်ကိုအသေးအံစူးစမ်းလေးရှိကြပါတယ်ဒါပေမဲ့ယာရုနဲ့လာစားတွေတိုးလာလေးလေးအသုံး ုံးစရိတ်တွေလည်းပိုကြီးမားလာလေနေပါပဲဒီတော့အတုံးစရိတ်တွေကိုဖားထင်းမိဖို့အတွက်အလုတ်ကိုအရင်ကတည်းပိုးပြီးစူးစမ်းရပြန်ပါတယ်အလုတ်စူးစမ်းပြီးလာသာတွေများလာရင်ချမ်းသာမှာပဲလို့ထင်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့ဘာမှစူးမိဆောင်မိရှိမလာပါဘူးအဲ့ဒီလိုလာသာထုတ်လိုက်အတုံးစရိတ်တွေပေးလိုက်နဲ့တန်တရားလဲနေတဲ့လူတွေဟာလောင်အိမ်တွေကဘိန်းလုံးပေါ်မှာကြီးနေတဲ့ကြွက်ကလေးတွေလိုပါပဲသူတို့မြန်မြန်ပြေးလေးလေးဘိန်းကလည်းပိုးပြီးမြန်မြန်လဲလေးလေးပါပဲဘလောက်ပဲညံအောင်ပြေးပြေးအဲ့ဒီနေရာကနေတလက်မလေးမှမရွေ့ပါဘူးအဲ့ဒီလိုရလိုက်တုံးလိုက်ကုံသွ ားလိုက်တန်တရားလဲနေတဲ့ဘဝကိုရက်တက်ဖို့ညီလန်းကိုဒုတိယချက်မှာဖော်ပြပေးပါမယ်ဒုတိယလိုရမယ့်အချက်က access လို့ခေါ်တဲ့ကိုယ့်အိတ်ထဲကိုပတ်စံဝင်လာအောင်လုပ်ပေးမယ့်အရာနဲ့ liability လို့ခေါ်တဲ့ကိုယ့်အိတ်ထဲကပတ်စံကိုကိုယ်ကလုံးမယ့်အရာဒီနှစ်ခုကိုတည်တည်ကြဲကြဲနားလည်ထားဖို့လိုအပ်ပါတယ်ဒီလိုနားလည်ခြင်းဟာချမ်းသာသူတွေရဲ့လှည့်ဝတ်ချက်ပါပဲချမ်းသာသူတွေကပိုင်ဆိုင်မှု access တွေကိုမယံမနာဝယ်ယူစုဆောင်းကြပြီး liability လို့ခေါ်တဲ့ငွေကုန်ပေါက်တွေကိုတော့အတက်နိုင်ဆုံးရှော့ချကြပါတယ်ဥပမာအားဖြင့်လူတွေဟာသူတို့နေတဲ့အိမ်ကို access လို့ထင်တတ်ကြပါတယ်ဒါပေ ေမဲ့ကိုနေတဲ့အိမ်ဟာ liability ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအိမ်ဟာကိုယ့်အတွက်ပုံမှန်ဝင်ငွေရှာမပေးနိုင်တဲ့အပြင်အိမ်နဲ့ပတ်သက်တဲ့ကုန်ကျစရိတ်ပေါင်းများစွာကိုအိတ်ဆက်ရအောင်မှမို့ပါပဲ။ဒါကြောင့်ကိုနေတဲ့အိမ်အတွက်ပုံအော်ပြီးသုံးတာမျိုးမလုပ်ပဲကိုကိုပုံမှန်ဝင်ငွေရှာပေးနိုင်မဲ့တခြားအိမ်ချမ်းကြီးတွေမှာသာရင်းနှီးမြှုပ်နှံမှုကိုလှုံ့ဆော်တက်ပါတယ်။အဲ့ဒီလိုကိုကိုပုံမှန်ဝင်ငွေရှာပေးနိုင်မဲ့အရာတွေကသာ access တွေဖြစ်ပါတယ်။ကိုစီးနေတဲ့ကားဟာလည်းထုံနီး၎င်းပါပဲ။တာမန်လူတွေကတော့သူတို့ဝယ်ထားတဲ့ကားကိုသူတို့ပိုင်ဆိုင်တဲ့ access လို့ထင်ကြပါလိမ့်မယ်။ဒါပေမဲ့ကားဆို တာ liability တစ်ခုသာဖြစ်တယ်ဆိုတာအသိသာကြီးပါပဲကားဝယ်ပြီဆိုတာနဲ့ဒီကားနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်တွေကိုတောင်းလျှောက်ပေးနေရတော့မှာပါခြုံပြောမယ်ဆိုရင်တော့ကိုယ့်အိတ်သေးကိုငွေဝင်စေတဲ့အရာတွေဟာ access တွေဖြစ်ပြီးကိုယ့်အိတ်သေးကနေငွေထွက်စေတဲ့အရာတွေကတော့ liability တွေဖြစ်ကြပါတယ်လူအများစုဟာဝင်ငွေဘလောက်ပဲကောင်းကောင်းအကျွင်းနုံထဲမှာနစ်နေကြတာများပါတယ်ဒါဟာဘာကြောင့်လဲဆိုတော့ access နဲ့ liability ကိုမခွဲခြားတတ်လို့ပါသူတို့ဟာပတ်စံများများရလေလေ liability တွေများများဝယ်မိလေလေဖြစ်ပြီး liability တွေများများဝယ်မိလေလေအကျွင်း နုံနဲ့ပိုနစ်လေလေဖြစ်ပါတယ်။ဒါကြောင့်တခုခုသုံးလို့မယ်လို့စဉ်းစားတိုင်းမှာဒီသုံးဆွဲမှုကြောင့်ဝင်ငွေပြန်ရနိုင်သလားမရနိုင်ဘူးလားဆိုတာကိုအမြဲစဉ်းစားပါ။တကယ်လို့ဝင်ငွေပြန်မရနိုင်ဘူးဆိုရင်တော့ဒီသုံးဆွဲမှုကိုမလုပ်ဘဲနေလို့မရဘူးလားဆိုတာကိုထပ်စဉ်းစားရမှာဖြစ်ပါတယ်။တနည်းပြောရရင်တော့ငွေကြေးရမပူမပင်ရသူတယောက်ဖြစ်ဖို့ဆိုရင်ပတ်စံကနေပတ်စံဖြစ်အောင်အရင်ပွားပြီးပွားလာတဲ့ပတ်စံကိုမှသုံးဆွဲတက်ရမှာဖြစ်ပါတယ်။ပတ်စံကနေပတ်စံဖြစ်အောင်ရင်းနှီးမြှုပ်နှံမှုလိုရတဲ့နည်းပြဟာကိုတတိယအချက်မှာထပ်ပြောပြပေးပါမယ်။တတိယလိုရမယ့်အချက်ကရင်းနှီးမ ျိုးနံမှုနည်းပြအောင်သိရပါမယ် ရင်းနှီးမြှုပ်နှံမှုနှီးပြူဟာပထမတစ်ခုကရွှေနဲ့အင်ချန်မြင်နဲ့ပတ်သက်တဲ့အသိပညာတွေကြိုတင်လေ့လာထားရမှာပါ။သိထားတဲ့အသိပညာနဲ့ပေါင်းစပ်ရမယ့်နောက်တစ်ခုကစိတ်ရှည်မှုပါ။ရင်းနှီးမြှုပ်နှံမှုတစ်ခုမလုပ်ခင်မှာစိတ်ရှည်ရှည်နဲ့လေ့လာဆုံးဆန်းမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံမှုနှီးပြူဟာနောက်တစ်ခုကလူတော်တွေကိုကိုယ့်အတွက်အလုပ်လုပ်ခိုင်းတတ်ဖို့ဖြစ်ပါတယ်။နေပဲအသီးသီးကလူတွေကိုငားရံပြီးကိုယ့်အတွက်အလုပ်လုပ်ခိုင်းတတ်ရပါမယ်။ဒီပညာရှင်တွေကိုပေးလိုက်ရတဲ့ပတ်စံနိုင်ရကိုယ့်ရဲ့ကြွယ်ဝချမ်းသာမှုကိုပိုပြီးတိုးပွားလာစေတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။လူတစ်ယောက်ဟာအရာရာ တိုင်းကိုတင်ယူလေးလာနိုင်ပေမဲ့အရာရာတိုင်းကိုတော့ကျွမ်းကျင်အောင်လေ့ကျင့်ဖို့အချိန်မရှိပါဘူးဒီတော့နေပဲအသီးသီးမှရှိတဲ့ကျွမ်းကျင်သူတွေကိုခေါ်ယူပြီးကိုယ့်အတွက်အလုပ်လုပ်ခိုင်းခြင်းဟာအထူးရောက်ဆုံးနဲ့အကောင်းဆုံးနည်းလမ်းပါပဲပညာရှင်တွေကိုပတ်စံပေးဖို့မနှမျောပါဘူးဥပမာအားဖြင့်အင်ချမ်းမြေအကျိုးဆောင်ပွဲစားတွေကိုကြည့်ပါတကယ်လို့ကိုယ့်ဟာကိုယ်တမျိုးလုံးပတ်ပြီးရောင်းမယ်လို့စိုင်းဖို့တင်ထားတဲ့အင်ချမ်းမြေတွေကိုလိုက်ရှာနေမယ်ဆိုရင်အချိန်ရောခွန်အားပါအများကြီးအသုံးပြုရပါလိမ့်မယ်ကျွမ်းကျင်တဲ့ပွဲစားတွေနဲ့ချိတ်ဆက်ထားလိုက်မယ်ဆိုရင်တော့ကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုသူတို့ကကိုယ့်အတွက်ရှာဖွေပေးကြ ြပါလိမ့်မယ်ဒါဟာဒီပွဲစားတွေကိုကိုယ့်ရဲ့မျက်စိတွေနားတွေအဖြစ်နဲ့အကျိုးရှိရှိအသုံးပြုလိုက်တာပါပဲသူတို့ကိုပေးရတဲ့ပတ်စံကိုပြန်ရတဲ့အကျိုးအမြတ်နဲ့ရှင်ဘာမှမပြောပါတော့ပါဘူးဒါကြောင့်လိုအပ်တဲ့နေရာတွေမှာပညာရှင်တွေကိုမဖြစ်မနေခေါ်ယူတင်ပါဒီပညာရှင်တွေကကိုယ့်ရဲ့စီးပွားရေးကိုအရှင်ဟုန်နဲ့လဲပတ်နိုင်အောင်ကူညီပေးမှဖြစ်တယ်လို့ကိုယ့်ရဲ့အချိန်နဲ့ခွန်အားတွေကိုလည်းချွေတာနိုင်စေမှာဖြစ်ပါတယ်တတိယမြောက်နဲ့ရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုကသက်ဆိုင်ရာနယ်ပယ်မှာဘလောက်ပဲကျွမ်းကျင်နေပါစေငွေကြေးပညာကိုတော့တင်ယူလေ့လာရမှာဖြစ်ပါတယ်ငွေကြေးအကြောင်းနားလည်တဲ့ ့အသိပညာရင်းနှီးမြှုပ်နှံမှုအကြောင်းနားလည်တဲ့အသိပညာဥစ္စာဒဏ္ဍအကြောင်းနားလည်တဲ့အသိပညာရှိဖို့လိုအပ်ပါတယ်အသိပညာအသည့်သဘောတရားအသည့်တွေကိုဘဝတစ်လျှောက်လုံးသင်ယူလေ့လာနေရမှာဖြစ်ပါတယ်ဒါဟာကိုယ့်ကိုယ်ကိုရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတာပါပဲသင်ယူလေ့လာမှုတွေကိုလုပ်ဖို့အတွက်နီလန်ကောင်တစ်ခုကတော့ကိုယ့်ရှိကလူတွေစီကသင်ယူခြင်းဖြစ်ပါတယ်ဥပမာအားဖြင့်ကိုကကော်ဖီဆိုင်တစ်ခုဖွင့်ခြင်းနဲ့ဆိုရင်အဲ့ဒီလိုကော်ဖီဆိုင်တစ်ခုကိုအောင်မြင်မြင်လက်ပတ်ခတ်ဖို့တဲ့လူတစ်ယောက်နဲ့စကားတော်ပြောကြည့်တင်ပါတယ်ဒါဆိုရင်ကိုယ့်ဆိုင်အောင်မြင်ဖို့အတွက်လှုပ်ရှင်လှုပ်ထိုက်တာတွေကိုနားလည်လာ ာပါလိမ့်မယ်ဒါရင်မက office ဆိုင်ဖွင့်ပြီးအရှုံးပေါ်သွားခဲ့တဲ့လူမျိုးနဲ့လည်းစကားသွားပြောကြည့်တင်ပါတယ်ဒါဆိုရင်သူစီကကိုရှောင်ရှားတဲ့အချက်တွေကိုသင်ခန်းစာရလာမှာဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံမှုတွေကြောဝချမ်းသာမှုတို့ဟာတရက်ထဲတညတဲ့နဲ့တိဆောက်လို့ရတဲ့အရာတွေမဟုတ်ပါဘူးဒါကြောင့်ရေရှည်ကိုမျှော်တွေးပြီးဘဝတစ်လျှောက်လုံးစင်စက်မပြတ်ဘယ်အချိန်မှပဲဖြစ်ဖြစ်ဘယ်နေရာပဲရောက်ရောက်ငွေကြေးပညာနဲ့ရင်းနှီးမြှုပ်နှံမှုပညာတွေကိုသင်ယူလေ့လာထားဖို့လိုအပ်ပါတယ်ဒီဗီဒီယိုလေးတွေကရင်းနှီးမြှုပ်နှံမှုနည်းလမ်းတွေကိုလက်တွေ့ဆန်းသပ်ကြည့်ပါလို့ပြောရင်ဒီဗီဒီယိုလေးကိုဒီမှာရန်နာခွင့်ပြုပါ ါခင်ဗျာနောက်ထပ်လည်းဒီလိုအကျိုးရှိမဲ့ဗီဒီယိုလေးတွေကိုထပ်တင်ပေးသွားအောင်မှာမို့ channel လေးကို subscribe လုပ်ထားပါအောင်လို့ပြောရင်ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ